မင်္ဂလာပါခင်ဗျာရွှေရံကုန်ကတင်ဆက်ပေးမဲ့သတင်းအကြောင်းအရာကတော့ကချင်ပြည်နယ်တင်းကျိအေးချက်မှုပြည်ရွှဲအောင်လုံဆောင်နေသူများဟာ KB နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်းယာယီသမရပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ KB နယ်ဟာလွတ်လပ်ရေးရပီးချိန်ကလေးကလက်နက်ကိုင်တောင်းချမှုများကြောင့်တင်းကျိအေးချက်မှုပြည်ရွှဲပြီးပြည်နယ်အတွင်းနေထိုင်သည့်ပြည်သူများထိခိုက်တကယ်သို့နိုင်ငံတော်နေဖြစ်လေထိခိုက်မှုများရှိကြောင်း ကင်းပြည်နယ်တည်ငြိမ်အေဂျင့်မှုပြည်ရွှဲအောင်လှုပ်ဆောင်နေသူများဟာကင်းပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်းပြည်တော်စုသမရမြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌပိုချုပ်မှုကြီးမေအောင်လှိုင်ကနိုဝင်ဘာလ15ရက်နေ့နံနက်ပိုင်းကကင်းပြည်နယ်ဖမ်းအမျိုးရှိပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ရမိရဖများအားတွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရများဆွေးနွေးစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါပါတယ်ခင်ဗျာ။ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပညာသင်ကြားနိုင်မယ်။ပြည်သူများစံမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မယ်။ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ပြည်နယ်ဖွံ့ဖြိုးရေးတိုးတက်မှုကိုဖျက်ဆီးနေတဲ့တည်ငြိမ်အေးချမ်းမှုကိုပြန့်ရွှဲ့အောင်ဆောင်ရွက်နေမှုများကိုပြည်နယ်အတွင်းနေထိုင်ရသူများအနေဖြင့်နီလန်းပေါင်းစုံဖြင့်ကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။အလားတူနိုင်ငံတော်အနေဖြင့်ကင်ပင်နယ်အတွင်းဒေသတည်ငြိမ်အေးချမ်းမှုပြန့်ရွှဲ့အောင်လှုံ့ဆော်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းနဲ့အွန်လိုင်းငွေကြေးလေလံမှု online လောင်းကစားများလှုပ်ဆောင်လျက်ရှိတဲ့မြန်မာထိုင်းနယ်စပ်အနီးရှိ KK Pat နေရာအားတက်မတော်နေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပြည့်အပြည့်ရှင်းလင်းဆောင်ရွက်သွားမယ်လို့ဆိုပါရခင်ဗျာ